ပန်ကောက်မြို့ရဲ့အကြီးဆုံးဘုရားဖြစ်တဲ့ဝါပနန်ဘုရားကိုသွားလေးပြကြပြီလားကျမကတော့ထိုင်းနိုင်ငံမှာလာနေတာ၃နှစ်ကျော်ပါပြီ အခုမှပဲပရမဆုံးရောက်ဖူးမှာပေါ့နော်အလောက်လည်းပိတ်တယ်ဆိုတော့ကျမမိသားစုတွေနဲ့တူပေါ့နော်ဘုရားလာပူကြပါတယ်ဆဆဝင်ကျမပဲဖရားရင်ပြင်ကိုတွားမယ်ဖရားရင်ပြင်နဲ့တွားပြီးတော့ဖရားကိုတောင်းရည်တက်ဖို့မယ်ပေါ့နော်။ပန်ကောက်မြို့ရဲ့အကြီးဆုံးဖရားဆိုသလိုပဲပေါ့နော်။ဖရားကလည်းအရန်ကိုမှကြီးရဲ့ပြီးဆိုရင် တက်ပယ်တယ်ဂျီညူဖွဲရကောင်းပါတယ်ဖះပေါ့တပ်ပုံရိုက်ချင်တယ်ဆိုရင်တော့ view point ရှိရဲ့နေရာကိုတွားရပါမယ် view point မတွားခင်မှာပေါ့နော်အရွှေငါလေးတွေလည်းရှိရဲ့အဲဒီမှာရွှေငါလေးတွေကိုလည်းငါးစာကျွေးလို့ရပါတယ်နော်ပုံထွက်ကောင်းချင်ရင်တော့ view point ရှိတဲ့နေရာကိုမဖြစ်မနေသွားရမယ်เนาะ view point လေးကတော့ဒီနေရာလေးပါကဲပုံတွေရိုက်ပြီးပြီဗီဒီယိုတွေရိုက်ပြီးပြီဆိုတော့ အနောက်တက်ပေါ့နော်။သွားမဖြစ်မနေသွားရမယ့်နေရာတနေရာရှိပါသေးတယ်။ဒါကတော့ CD ပေါ့နော်။အဲကြောက်စိန်ဖျား CD ရှိရနေရပါ။ကြောက်စိန်ဖျားကိုဖူဖို့ဆိုရင်အာ CD ရဲ့အပေါ်ဆုံးထက်ကိုတက်ရမှာပါ။ဒုတိယထက်နဲ့တတိယထက်ကိုလည်းကြွားပြီးတော့လေ့လာလို့ရပါတယ်။အဲ့ဒီထက်မှာကရှင်းအောင်ပစ္စည်းတွေရှင်းအောင်ဖျားတွေထားတဲ့နေရာပေါ့နော်။ရှင်းအောင်ပစ္စည်းတွေဖျားတွေကိုလေ့လာခြင်းတော့ဒုတိယထက်နဲ့တတိယထက် ကိုတော့အဆုံးလက်ခဲ့ဖို့ပြောချင်ပါတယ်ကျမတို့ကတော့ရှေးဟောင်းပစ္စည်းတွေကိုကြည့်ရင်ကြည့်ရင်လည်းပေါ့နော်အဲ့ဒီထဲမှာပဲအချိန်တွေအများကြီးကုန်သွားတယ်ပေါ့နော်စိတ်ဝင်စားစရာရှေးဟောင်းပစ္စည်းတွေပဲဆိုတော့အချိန်အများကြီးပေးလိုက်ရပါတယ်ကဲတာလီကတော့ကျမရဲ့ချစ်မိပါကဲရှေးဟောင်းအမွေနှစ်တွေကိုလေ့လာပြီဆိုရင်တော့အပေါ်စုံထက်ကိုတက်ပါမယ်အဲ့ဒီမှာကြောက်စိန်ဖျားကို ထပ်ဖူးပါမယ်။ဒါတွေကတော့အရင်ကနမဲကြီးနေတဲ့ကြောက်စိန်ဖရားလေးပါ။ဒါကတော့ဟိုစီဒီရဲ့အပေါ်ဆုံးထပ်မှရှိရပေါ့နော်။အဲကြောက်စိန်ဖရားနဲ့ဝါပဏ္ဏဖရားကိုပေါ့နော်လာဖူးချင်နေတာကြာလာပြီပေါ့နော်။အခုမှပဲလာဖူးခွဲရတော့တယ်ပေါ့နော်။ဒီစီဒီလေးအစအရန်ကိုမှတက်ပယ်ပါရယ်ဒါလေးကတော့ကျမတို့ရဲ့မိသားစုပါတပ်ပုံလေးတွေရိုက်ဗီဒီယိုတွေရိုက်ပြီးတော့ ကျောင်းဆောင်ရဲ့ပြင်ကိုထွက်လိုက်ပြီဆိုရင်ဘောနော်ဖရားရဲ့နောက်ကျောပြင်ကို တွေ့ရမှာပါဒီရဲ့အပေါ်ဆုံးရဲ့ပပတ်လေကနေကြည့်မယ်ဆိုရင်ဘောနော်ဗန်ကောက်မျိုးရဲ့အာ view လေးတွေကိုလည်းတွေ့ရမှာပါကဲဒီမှာချစ်လက်ပေါင်းခီးသွားဧည့်သည်တွေကတော့အများကြီးပဲရှိရဲ့ဘောနော်တကယ်ကိုမှ တွေ့ရဲ့ view ကတော့တကယ်ကိုမှလပါတယ်မတော်တဲ့ဘူးဆိုရင်တော့တစ်ခါတစ်ခေါက်တော့တွားပြအောင် အာတာကြည့်ပေါ့နော်တကယ်ကိုမှစိတ်ချမ်းသာရပါတယ်ဒီခဲဖျားလဲဖူးပြီးပြီးအာရှုခင်းတယ်လဲတဝါကြည့်ပြီးပြီးဆိုရင်တော့ကျမတို့ရဲ့ဖျားပူအစစ်ဆန်ရတော့ဒီလောက်ပါပဲရှင်ဒါတော့ကျမတို့ရဲ့မိသားစုဖျားပူတဲ့အစစ်ဆန်လေးပဲဖြစ်ပါတယ်ကြည့်ရှုပြီးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်နေရာကောင်းတွေနဲ့ထပ်ဆောင်ကြပါမယ်ဘိုင်ဘိုင်